ဆက်ဘယ်လိုပြောရမလဲကျွန်တော်ကျွန်တော်ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်တချင်းကိုကျွန်တော်ရေးပြလိုက်တယ်မလားတချင်းဖြစ်သွားရင်အဲ့ခံစားချက်ကပျောက်သွားပြီးတော့ဟိုကျွန်တော်ဆက်ရှိခွင့်တောင်းရင်လည်းလူရှိတယ်ဒါပေမဲ့ကျွန်တော်မတောင်းရင်တော့အဲ့အဲ့တချင်းနဲ့ကျွန်တော်ဖြေလိုက်တာပေါ့ကိုယ့်တော့ကိုဖြေရအဲ့လိုအဲ့တချင်းဆိုမှပဲကျွန်တော်ပြေရော့တယ်ပေါ့စိတ်ကဟုတ်ဆိုတော့ဘာလို့ဒီနေ့ရောက်တာယူ ြင်ဆင်ရတော့ဟိုကျွန်တော်ပွင့်လင်းပြောရင်ဒီတချင်းအနေနဲ့ဆိုတော့ကျွန်တော်ဆက်ချစ်ခွင့်ကိုကျွန်တော်တရက်ထည့်ရေးတာကျွန်တော်တချင်းကိုတရက်ထည့်ရေးလိုက်တယ်နောက်နေ့ကျတော့ကိုမိုးထက်တီးပေးတယ်နောက်နေ့ကျတော့အတန်အတွင်းတယ်မှုဝင်တော့မဟုတ်တခါလည်းလှုပ်ထလိုက်ရဟုတ်အာ music video ကပေါ့နော်ဒါ၉ရက်နေကြရင်ထွက်မှာဖြစ်ပါတယ်ဟာဆက်ချစ်ခွင့်လို့အမိရပါတယ်ဟုတ်ကဲ့ဆင်းလေးရလေးဆက်ဆရာလေးနော်ဟုတ် အာတကယ် music video အကြောင်းပြောရင်တကယ်ပြောအောင်ပြောနေတော့တကယ်ဟိုကျွန်တော်လုံးဝစိတ်ရောကိုယ်ရောလုံးဝနှစ်ပြီးတော့ကြိုးစားရတယ်။ကလည်းကရတယ်ဒီမှာ gym ဆိုအားရဲ့ body တွေလည်းမရှိရောဘူးအဲ့လောက်ထိကိုကရတယ်။နောက်ပြီး time မှာရိုက်ထားတယ်ပေါ့နော်။ဒီမှာကျွန်တော်ရပထမဆုံး time ကဒါ music video ဖြစ်မှာပေါ့။ပြီးတော့အဲမော်နီကာလည်းပါတယ်။ပြီးရင်ဒီ time က dancer တွေဆိုလည်း time ကနောက်ပြီးရင်လို crew တွေလည်း time ကလူတွေတုံးတာတယ်။မြန်မာတွေလည်းပါတယ်ပေါ့နော်။ collaboration ပုံစံမျိုးပေါ့။ ချက်ကွေးပြီးပါဆက်ချက်ကွန်ပြီးပါဆက်ချက်နေလေပြင်ဆင်ရပါဟိုကျွန်တော်ပွင့်လင်းပြောရင်ဒီတချင်းအနေနဲ့ဆိုတော့ကျွန်တော်ဆက်ချက်ပွင့်ကိုကျွန်တော်တရက်ထည့်ရေးတာကျွန်တော်တချင်းကိုတရက်ထည့်ရေးလိုက်တယ်နောက်နေ့ကျတော့ကိုမိုးထက်အတီးဝေးတယ်နောက်နေ့ကျတော့အတန်သွင်းတယ်မူးဝင်တော့မှတခါလေလှုပ်ထလိုက်ရတချင်းထွက်လာတယ်ပြီးတော့နောက်ပြီးကျွန်တော်ကဒီဟာကိုကျွန်တော်မျိုးစစ်ဗီဒီယိုရိုက်ချင်တယ်အကနဲ့ပြီးတော့အရင်တော့ကျွန်တော် Vibe Group อ่ะဆိုတော့ join fan တွေကလည်းကျွန်တော် ဒီလိုကရတဲ့ပုံစံတွေမြင်စေမြင်ချင်ရရညာအဲ့တော့ဟိုအဲ့ဒီပုံစံလေးပြမယ်ပေါ့နောက်ပြီးကျွန်တော်နောက်ပြီးတော့အကုန်ထုတ်ပြလိုက်တာနော်ဒီရန်တော့ပင်ပန်းလာအတိတ်အစားကျွန်တော်ကိုယ်တိုင်ခိုင်တာအဲ့ဒီအရှိမလေးကျွန်တော်လေးဂျင်းကို3လလောက်ကျွန်တော်ဆော့ train ကအခုကတော့မရှိတော့ဘူးမချိနဲ့ train ရတယ်အဲ့လိုခန္ဓာကိုယ်ရောနောက်ပြီးအကုန်ပေါ့လေ train ရတယ်နောက်ပြီးတော့ဒီရိုက်ကိုးတဲ့နေရာကနေအစားပေါ့နော်ကျွန်တော်ရဲ့လုံးဝတချင်းစရေတုံးရဲ့မြင်တဲ့ပုံရိပ်အတိုင်းအောင်မှလုံးဝ ပုံဖော်ထားတယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်း art writer လုပ်ထားတယ်။ပြီးတော့ writer ကတော့တခြားလူပေါ့လေ။ဟုတ်။အဲအဓိကဘယ်လိုလဲဆိုတော့ search ဘယ်လိုပြောရမလဲကျွန်တော်ကျွန်တော်ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်တချင်းကိုကျွန်တော်ရေးပြလိုက်တယ်မလား။တချင်းဖြစ်သွားရင်အဲ့ခံစားချက်ပျောက်သွား။ပြီးတော့ဟိုကျွန်တော်ဆက်ချစ်ခွင့်တောင်းရင်လည်းလူရှိတယ်။ဟုတ်ဟုတ်။ဒါပေမဲ့ကျွန်တော်မတောင်းရင်တော့အဲ့အဲ့တချင်းနဲ့ကျွန်တော်ဖြည့်လိုက်တာပေါ့ကိုယ့်အတော်ကိုဖြည့်ရအဲ့လိုအဲ့တချင်းဆိုမှပဲ ကျွန်တော်ပြေရော့တယ်ကွာစိတ်ကဟုတ်အဲ့လိုဆက်မချစ်တဲ့နဲ့လူရှိရေကွာတိလာဒါပေမဲ့ဆက်ချစ်ဖို့လဲတခွင်တောင်းခြင်းနဲ့ဆိုရင်အဲ့တချင်းနဲ့ဖြေလိုက်တာဖြေသိမ့်လိုက်တာဒီလိုဆုံးဒါတော့ဒါကျွန်တော်ဘန်ကောက်ကမော်တယ်ပေါ့နော်ရှူပါလေမိုနီကာဟုတ်လူမျိုးအဲ့တော့သူနဲ့သူပြောပြောဆိုတာခံစားချက်အဲခံစားချက်ကတော့ရန်ဟိုမှာပျော်ပါတယ်ပေါ့နော်ဟုတ်ဒါနောက်ပြီးတော့ကျွန်တော်အနေနဲ့လည်းဒါမဟုတ်အဓိကတော့ပြည်သက်တွေအနေနဲ့ရော မတူတဲ့ဟာမျိုးခံစားရမှာပေါ့လေဒီတချင်းကိုတချင်းမျိုးစစ်ဗီဒီယိုအဲ့ဒါတော့ကျွန်တော်ရရဲ့ကြီးအာမခံတယ်လုံအောင်ကြည့်ပြအောင်ကြည့်ပါအဲ့လုံအောင်တချင်းကိုဘယ်လိုပြောရမလဲအဲ့တပုတ်လုံးကလုံအောင်ကျွန်တော်လုံအောင်စိတ်ရောကိုယ်ရောလုံအောင်စူးစမ်းပြီးတော့ရိုက်ထားရဆိုတော့စင်တစင်နဲ့တစင်နဲ့တော့တေချာရိုက်ထားရဆိုတော့ပြီးတော့မှတော့နှမျောနေလိမ့်မယ်ကျွန်တော်ထင်တယ်